မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်လေးကေကောတိုက်ပွဲမှာတိုက်ဆုံသွားတယ်ဆိုပြီးတော့သတင်းလွှင့်ပြီးနေပြည်တော်အခွန်ညွှန်ကြားရေးမှူးအဖြစ်နဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးထင်လင်းရဲ့ဇနီးနဲ့သမီးတို့ဟာမြင်းငန်လျင်ဒဏ်ကြောင့်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းတဲ့မြေငလင်ကြောင့်နေပြည်တော်အခွန်ညွန်ကြားရေးမှုအဖြစ်နဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးထင်လင်းစော်ရဲ့ဇနီးယူဇနာကျော်နဲ့တမိဖြစ်သူတို့ဟာတိုက်ပိပြီးတော့တိတ်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ဗိုလ်မှူးထင်လင်းစော်ဟာပသိမ်မြို့ဖတ်တလန်အနန္ဒဂုံကြီးတက်ဆက်ပိုင်ရှင်ရဲ့တမတ်ဖြစ်ပြီးတော့လေးကေကိုတိုက်ပွဲမှာတိတ်ဆုံးသွားတယ်ဆိုပြီးတော့သတင်းလွှင့်ကနေအိမ်မှာအနားယူနေထိုင်ပြီးမှပြည်ရင်းအခွန်ဦးစီးဌာနဘက်ကိုအတွင်ပြောင်းရွှေ့သွားသူဖြစ်တယ်လို့သိရပါဗျ။ပသိမ်မြို့ဖတ်တန်းလန်းအနန္ဒဂုံကြီးတ က်ဆက်ပိုင်ရှင်ရဲ့တမတ်အကြမ်းဖက်ဘုံမူထင်လင်းစော်ရဲ့မိမယူဇနာကျော်နဲ့တမီးဖြစ်သူတို့ဟာနေပြည်တော်မှာတိုက်ပြီးပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ရုပ်အလောင်းတွေကတော့နေပြည်တော်မှာပဲလို့သိရတယ်။ပဋိမျိုးကိုအခုတည်းထိမတည်သေးဘူးလို့ဒေတာရင်းသတင်းအရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရမဲတင်ရွာရန်ကျေးရွာဖုံးတော်ကြီးစာတင်အကြောင်းပြောကြပြီးတော့ကျောင်းသူကျောင်းသားကလေးငယ်စုစုပေါင်း90နီးပါးပြိမိပြီးတော့ကလေးအလောင်း14လောင်းပြန်လည်ရရှိတာ တအူးသာအသက်ရှင်ကျန်ရစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းရမဲသိမ်းမြို့နယ်ရွာရန်ကျေးရွာဖုံးတော်ကြီးစတင်ကျောင်းဟာငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျသွားခဲ့ရာစတင်သားကျောင်းသားကျောင်းသူကလေးငယ်စုစုပေါင်း90နီးပါးပြိမိနေပြီးတော့ယခုအခါမှာကလေးလောင်း14လောင်းပြန်လည်ရရှိထားတယ်လို့သိရပါတယ်အဲ့ဒီတဲကမှာကလေးငယ်တအူးသာအသက်ရှင်ကျန်ရစ်တယ်လို့ကျေးရွာသားများကသတင်းပေးဖို့ပြောကြားထားပါတယ်ရမဲသိမ်းရွာရန်ဖုံးကြီးကျောင်းမှာစတင်နေတဲ့ကလေးငယ်90နီးပါးဟာပြိုကျတဲ့နေရာပြိမိနေပါတယ်အခုချိန်ထိကို15ဦးပြန်တွေ့ပေမဲ့အဲ့ဒီတဲကမှာကလေးတအူးပဲအသက်ရှင်နေဇန်နဝါရီကို ကိုဆက်ပြီးတော့ဆွဲထုတ်ဖို့လုပ်နေရတော့မယ်လို့ကြေးပါသားတူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးစကိုင်းဖီလာကွန်ဒိုမှာပိတ်မိနေသူများကကယ်ဆယ်ပေးရန်အော်ဟစ်အကူအညီတောင်းတမ်းများဟာအပြင်ကတောင်ကြားနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလျင်ကြောင်မန္တလေးစကိုင်းဖီလာကွန်ဒိုမှာစက်တထက်အဆောက်အုံ၃လုံးနဲ့ကနှလုံးဟာလုံးဝကိုပြိုကျသွားပြီးတော့ကျန်တဲ့အဆောက်အုံ၃လုံးဟာ လေးတပ်ဟာမြေကြီးတဲကိုကျုံဝင်သွားပြီးတော့ကျန်တဲ့ခွန်းထက်တာမြေပေါ်မှာရှိနေတယ်လို့သိရပါဗျ။ Sky Villa ကတိုင်အီနဲ့ကိုပြိုနေတာပြိုကြတဲ့ပမာဏကအရန်ကြီးတော့ အင်းအားကြီးတဲ့ဆိုင်ရန်တရားကြီးတွေနဲ့မှကယ်ဆယ်ရေးလုပ်ဖို့အဆင်ပြေတော့မယ်လို့မန္တလေးဒေသကပြည်သူတို့ကပြောပြထားပါဗျ။လက်တလုံးမှာအောင်မြေတာဆန်မြို့နယ်မှာရှိတဲ့စကိုင်းဖီလာအစအဦးပြိုကျမှုကရုပ်အလောင်း၉လောင်းတွေ့ရှိထားပြီးတော့အသက်ရှင်လျက်နဲ့ကယ်တင်နိုင်ခဲ့သူ53ဦးအထိရှိလာပြီဖြစ်တယ်လို့မိသားဦးစီးဌာနကထုတ်ပြန်ထားပါဗျ။မန္တလေးစကိုင်းဗီလာကွန်ဒိုအင်ယာစီမံကိန်းကိုစစ်တပ်နဲ့ဆက်နွယ်နေတဲ့အောင်မြင်သူကုမ္ပဏီကတိစောက်ခဲ့ခြင်းဖြစ်ပြီးတော့ငလျင်တန်ခံနိုင်တယ်လို့ပြောဆိုပြီးတော့ကြေညာရောင်းချခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒကွန်ဒိုမှာက ဆက်တက်ထက်အတွဲ၃တွဲရှိတာအရှိတတွဲပဲခုနှစ်ထက်ကျန်တာအနောက်နှစ်တွဲကတော့ဆက်တက်ထက်လုံးပြိုကျသွားပါတယ်အခုက အရှိထန်းအတွဲပဲခုနှစ်ထက်ကျန်တာ Sky Pillar Contractor အောင်မြင်သူကုမ္ပဏီဆိုတာကစစ်တပ် MEC လက်အောက်ကပါကြီးကြပ်သူ QA QC Consultant က Top Engineering ကပါ ။စောက်လော်ရီဝင်ကြီးဟောင်းဥကျော်လွဲနဲ့လက်မှတ်ထိုးပြီးတော့လုံစားသွားတဲ့စောက်လော်ရီဝင်ကြီးဟောင်းနဲ့ material တွေခိုးစားထားတဲ့အောင်မြင်သူဆိုတဲ့စက်တက်လက်အောက်က MEC က contractor တွေပေါ်လို့မန္တလေးကစောက်လော်ရီလုပ်ငန်းရှင်တူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်းလေးဒေသမှာရှိတဲ့ကီလာရွာနဲ့ဇရက်ကြီးရွာမှာငလျင်တန်းကြောင့်တိတ်ဆုံးသူ56ဦးထိရှိလာပြီးတော့နေအိမ်950လုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်စလာ28ရက်နေမှာလောက်ခတ်ခဲ့တယ်။အင်းအားပြင်းတဲ့မြင်းကလေးကြောင့်အင်းလေးဒေတာမှာလည်းထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးတော့လက်ရှိအချိန်ထိကိုကြေးရွာနှဲ့ရွာရဲ့ထိခိုက်ပေဆုံးမှုစရင်ကိုသာအတည်ပြုနိုင်သေးတယ်လို့ပြောပါရယ်။လက်ရှိရရှိထားတဲ့စရင်များအရာကီလာကြေးရွာက42ဦးသေဆုံးသွားပြီးတော့နေအိမ်810ဆက်ရှစ်လုံးပျက်စီးခဲ့တယ်လို့သိရပါရယ်။ဒါအပြင် ဇေယကြည်ပါကလူ9ဦးသေဆုံးပြီးတော့နေအိမ်132နှလုံးဖုံးကြီးကျောင်းတစ်ကျောင်းနဲ့စာတင်ကျောင်းတစ်ကျောင်းတို့ပျက်စီးသွားတယ်လို့သိရပါဗျ။လက်ရှိစည်ရင်းတွေအရကတော့ကီလာရွာနဲ့ဇေယကြည်ရွာကသေဆုံးသူ46ဦးထိရှိလာပြီးတော့နေအိမ်အလုံး950လုံးပျက်စီးသွားပါတယ်။ထိခိုက်သေဆုံးသူအရေအတွက်ကတော့ထပ်ပြီးတော့ရှိနိုင်ပါသေးတယ်လို့အင်းလေးဒေတာလူခွင့်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မက်လ28ရက်နေ့ကငလျင်လောက်ခတ်ပြီးတဲ့နောက်စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်နောင်လိန်ရွာကိုတိုက်လေရင်၃စီးနဲ့လက်ပတ်ပြန်ဝဲပြီးမှဘုံခုချင်းတဲ့ကိုဘုံကိုလုံးကျဲချခဲ့ရာဓနုတော်လိုင်းရဲမေ6ဦးနဲ့ရဲဘော်တအူးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်လာ28ရက်နေ့ကငလျင်လောက်ခတ်ပြီးမွန်းလွဲတနအီဝင်းချိန်အချိန်မှာစစ်ကောင်စီရဲ့တိုက်လေရင်၃စီးကနောင်ချုံမြို့နယ်နောင်လင်ကျေးရွာကိုလက်ပတ်ပြန်သားပြီးတော့ဘုံကိုချင်းတဲ့ကိုဘုံကိုလုံးကျဲဆသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ဘုံကျဲခံရတဲ့နေရာမှာတိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်ဘဲနဲ့တောင်ခမ်းနဲ့ -10 กว่าဝေးတဲ့နေရာဖြစ်တယ်လို့သိရပါဗျ။ဘုံကျဲတာက၅နေရာကိုဘုံကိုလုံးကျဲဆသွားတာပါတိုက်လေရင်၃စီးနဲ့ကျဲသွားတာ။ ။ဘေးရင်တွေကလက်ပတ်ပြန်တန်းနေသေးတာပြီးမှဘုံခိုချင်းတဲ့ကိုတဲ့တဲ့ကိုဘုံတွေကိုကျဲဆာသွားတော့ပါရဲမေ6ဦးနဲ့ရဲဘော်တအူပွဲချင်းပြီးတိတ်ဆုံးပါတယ်။ရဲမေ2ဦးကအသက်15နှစ်ပဲရှိသေးတယ်။နောက်တန်းမှာထားတဲ့ရဲမေပါ။တရားရတာကတော့9ဦးမှာ3ဦးကအသက်အနည်းဆိုရင်ရတယ်လို့ DBLA တပ်ဖွဲ့ရဲ့ခေါင်းဆောင်ရဲဘော်ထုံးထုံးနိုင်ကပြောဆိုထားပါတယ်။စစ်တပ်ရဲ့ဘုံကျဲမှုကြောင့်ကြာဆုံးသွားတဲ့တော်လိုင်းရဲဘော်များဟာရဲဘော်ကျွမ်းရဲမေနန္ဒာထွေထွေပန်းဤနာစီထထနဲ့နှင်းယူတို့ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းချမ်းရိပ်သာဆန်မြို့နယ်သာသနာ့ဘိမ့်မှန်ကျောင်းပြိုကျမှုကတန်ဃာတော်6ပါးရဲ့ရုပ်အလောင်းများကိုတွေ့ရှိထားပြီးတော့တန်ဃာတော်55ပါးကိုအသက်ရှင်လျက်နဲ့ကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်တဲ့ငလျင်တန်းကျောင်းချမ်းရိပ်သာဆန်မြို့နယ်မှာရှိတဲ့သာသနာ့ဘိမ့်မှန်ကျောင်းအဆောက်အဦပြိုကျပြီးတော့ပိတ်မိနေတဲ့တန်ဃာတော်များကိုမိသားဦးစီးဌာနရုံးကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းပြီးတော့ရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်း များကိုစောင့်ရက်လျက်ရှိတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိတန်ခါတော်55ပါးကိုအသက်ရှင်လျက်နဲ့ကယ်ဆယ်နိုင်ခဲ့ပြီးတော့ပြန်လည်တော်မူသွားတဲ့တန်ခါ6ပါးရဲ့ရုပ်အလောင်းများကိုလည်းရှာဖွေတွေ့ရှိထားတယ်လို့ပြောပါရတယ်။ဒါအပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းဆက်လက်ပြီးတော့စောင့်ရက်လျက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းတပ်မတော်ကယ်ဆယ်ရေးအဖွဲ့များကမြန်မာပြည်တွင်းမှာငလျင်ဒဏ်သက်နဲ့ပြည်သူများကိုကုညီကယ်ဆယ်ရေးဆောင်ရွက်ရန်တနင်္ဂနွေနေ့မှာတွားရောက်ရန်ထိုင်းဝန်ကြီးချုပ်ပေတုံတန်ကညွှန်ကြားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာပြည်တွင်းမှာရှိတဲ့ငလျင်ဒဏ်သက်နဲ့နေရာများမှာကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ကာကွယ်ရေးဝန်ကြီးကိုထိုင်းဝန်ကြီးချုပ်က26ရက်နေ့မှာညွှန်ကြားလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်ရှာဖွေကယ်ဆယ်ရေးကျွမ်းကျင်သူစစ်သား49ဦးနဲ့အတူစေဝါနဲ့ကုညီထောက်ပံ့ရေးပစ္စည်းများကိုစစ်တပ်လေယာဉ် နဲ့30ရက်နေမှာတွားရောက်ပြီးတော့ကူညီရန်ဆေလွတ်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်မြန်မာစစ်တပ်ရဲ့အကူအညီတောင်းခံမှုအရာလိုအပ်တာများကိုကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီးတော့နောက်ထပ်လိုအပ်ချက်များကိုလည်းအချိန်နှင့်အရထပ်မံပြီးတော့ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်းကာကွယ်ရေးဒုဝန်ကြီးကပြောဆိုလိုက်ပါတယ်လက်ရှိမှာမြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.8အဆင့်ရှိတဲ့အင်အားပြင်းငလျင်ကြောင့်တိုက်ဆုံးသူများဟာ ထောင်ချီရှိလာပြီဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကငလျင်တန်တင်းတဲ့နေရာများကိုအရေးပေါ်အခြေအနေကြီးညာထားပြီးတော့နိုင်ငံတကာအကူအညီများတောင်းခံထားရာတရုတ်အိန္ဒိယစင်ကာပူမလေးရှားနဲ့ထိုင်ဝမ်နိုင်ငံများကကုညီကယ်ဆယ်ရေးအဖွဲ့များကိုစေလွှတ်ထားပြီးဖြစ်တယ်လို့သိရပါတယ်ငလျင်ဟာထိုင်းနိုင်ငံဘန်ကောက်မြို့အထိရိုက်ခတ်ခဲ့ပြီးတော့အထက်မြင့်တဲ့အစအဦးများပြိုကျမှုအပါအဝင်အခြားဆက်လုပ်ရေးလုပ်ငန်းခွင်များမှာလည်းထိခိုက်မှုဖြစ်တဲ့အတွက်အ ਨੇ ဆုံးလူ၁၀ဦးအထိသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်ထိုင်းနိုင်ငံအတွင်းမှာထိခိုက်ဒဏ်ရာရရှိသူများကို ထိုင်းဘရင်ကတော်ဝင်လူနာများအဖြစ်သတ်မှတ်ပြီးတော့ထောက်ပံ့ကူညီပေးသွားမှာဖြစ်တယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန္တရာယ်ကကင်းဝေးပြီးအကြမ်းဖက်စစ်အာဏာရှင်စနစ်အစိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ